အားလုံးမင်္ဂလာပါခင်ဗျာဝင်းပေါ်ပေါ် channel ကနေအားလုံးကိုကျေးဇူးပါတယ်ရလက်တီဇက်တိုက်ဆိုးွားနေတဲ့လီဘာဦးတင်းနဲ့ပတ်သက်ပြီးလီဘာဦးပြိတက်တွေဘလို့မြင်လဲဗျလီဘာဦးဆိုရင်နောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာ6ပွဲထိရှုံးပြီးတော့တပွဲပဲနိုင်ထားတယ်နိုင်တဲ့ပွဲက Champions League ပွဲစဉ်ဖြစ်တဲ့ Premier League ကိုအဝေးဝင်းမှာ9ဂိုးတကူနဲ့နိုင်တယ်ဒီ Premier League ဆိုလည်း၄ပွဲဇက်တိုက်ရှုံးနေထားတယ်ဒီပြအာနီဆလော့အနေနဲ့ကလည်း PR တွေအောက်ကြားရောက်နေတယ်ကျွန်တော်ခုနကသတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျအာဘာလဲဆိုတော့ဒီသစမ်းမှာဖော်ပြထားတာပေါ့နော် ဟိုပရီးမီးယားလိအထုပ်ပယ်ခံရမဲ့နီးပါစီထဲမှာအာနီစလောကတတိယမြောက်ရေဘန်းအစားဆုံးဖြစ်လာတယ်ဆိုပြီးဖော်ပြလာတယ်။ဒါဟုတ်ကြီးချင်းအဖြစ်အာနီစလောရဲ့အနာဂတ်ကလေဘာဦးမှာဟိုတကယ်ကိုလှုပ်ခတ်မှုတွေရှိလာပြီလားဆိုတဲ့မေးခွန်းပဲဗျ။အမှန်တိုင်းပြောရရင်တချို့လေဘာဦးဖန်နေဆိုရင်ဒီဟိုလိုင်းပေါ်မှာဟိုအာနီစလောကဂျာဂင်ဂလောရဲ့အရှိန်လေးနဲ့လိမ့်နေတယ်။ဘာကြီးချင်းမှမရှိဘူး။တရားကြီးသုံးကြီးဗျ။စသဖြင့်ဟိုဝေဘန်ပြောဆိုနေတာကိုတွေ့ရတယ်။ ဂျာဂီဂလော့ရဲ့အရှိန်နဲ့ပြောတယ်ဆိုတာကတော့ကျွန်တော်လက်ခံတယ်ဗျာဂျာပရိသတ်တရားအနေနဲ့ဒီစကားပြောတယ်ဆိုတော့ကျွန်တော်လက်ခံတယ်ဒါပေမဲ့ဟိုအယီချင်းမရှိဘူးလို့ဟိုတရားဤဆုံးနီးပြားလို့ပြောတာကြာမှန်တိုင်းပြောရရင်ဒီအာနီစလော့ပေါ်မှာတကယ်ကိုဟို respect မရှိရကြာလုံးတယ်ဘာလို့လဲဒီပြီးခဲ့တဲ့နှစ်ကဟိုတကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်ဆိုတော့ Premier League မှာသူ Champion ဖြစ်အောင်လှုပ်ဆောင်ပေးခဲ့တယ်ဒါအပြင်ဒီအပြောင်းအရွှေ့အသုံးစီဆိုလဲပြီးခဲ့တဲ့နှစ်ကသူဘာမှအသုံးမပြုခဲ့ဘူး ီတကယ်ကိုဟိုအကောင်းမွန်ဆုံး run နဲ့အတူသူလီဗာပူးကိုချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တယ်။ဘယ်နည်းဖြင့်ဘယ်ကစားမှမဖြစ်ဖြစ်ဗျာဟိုအရေးချင်းမရှိဘဲနဲ့အောင်မြင်မှုတစ်ခုကမရလာဘူးဗျာ။သူအနေနဲ့ဒီဦးချင်းသူသူ့မှာလဲသူ play style သူ့အီချင်းသူရှိတယ်ဗျာဒါကြောင့်မို့သူ့အနေနဲ့အောင်မြင်မှုတခုရတယ်ဒီအပေါ်မှာချို့လီဘာပူးပရိသတ်တွေကဟိုအီချင်းမရှိဘူးတရားဤသုံးနည်းဗျာဒီစကားတွေကနည်းနည်းလေးတော့ဟိုဘယ်လိုပြောရမလို့တကယ်ကို respect မရှိတာခြာလွန်းနေဟိုအာနီစလော့ဆိုတာလဲသူ့ သူ့ play style သူ့အနေနဲ့သူရှိပြီးသားသူ့မှာဗျာဟိုကျွန်တော်ဟိုအမြင်ပြောရရင်ပေါ့ဟိုဒီနှစ်မှာဆိုရင်သူအပြောင်းဒီစံကြီးတွေအပြောင်းရှိကြီးအသုံးပြုထားတယ်ဒါပေမဲ့ဟိုကစားမသစ်တွေနဲ့ဒီသူ့ရဲ့ကစားခွက်ပေါ်မှာဟိုလိုက်ပါမစည်းမျောနိုင်သေးတဲ့အတွက်ကြောင့်သူ့ရုံးကန်နေရတယ်နောက်ပြီးဒီဟိုတချို့လီဗာပူးမှာပြဿနာတွေအများကြီးရှိတယ်ဗျာအထူးသဖြင့်ဒီစာလက်ဆိုရင်ဒီချန်ပီယံလိမှာ ဟိုပရိသတ်တွေနဲ့အခြေတင်ဖြစ်ပြီးတော့ social media မှာလေဘာလို့နဲ့ပတ်သက်တဲ့အမှတ်တရတွေအလုံးဖျက်ဆီးခဲ့တယ်။ဒါစားလိုက်ရတဲ့ပိုင်းနောက်ပြီးဒီနောက်တစ်ယောက်ကဒီကွန်နာတီကွန်နာတီဆိုရင်ဒီစာချုပ်တက်တန်းနောက်ဆုံးနေ့ထဲကိုရောက်နေပြီ။ခုချိန်ဒီဆွေးနွေးမှုကလည်းအဆင်မပြေသေးဘူး။ဒါကြောင့်ဟိုလေဘာလို့မှအာနီစလော့ရဲ့ဟိုအပြစ်လို့ပြောတာတဲ့လေဘာလို့ရဲ့အတင်းတွင်းမှာဟိုပြဿနာတွေအများကြီးပဲ။တကယ်တမ်းဟိုရလက်တွေဆိုးသွားတော့ကြတော့ဒီအာနီစလော့ပေါ်မှာပဲအရာအလုံးကသူ့ပုံကြီးကြလာတယ်။နောက်ပြီးဒီရာဒီလေဘာလို့ ခံစစ်ကတကယ်ကိုဆိုးဆိုးဟာမနစ်ကနဲ့တကယ်ကိုတခြားစီဒီနောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာဆိုရင်ပေးကူပါ14ဂိုးကြီးတောင်ရှိတာဒါပါလဲဆိုတော့တပွဲပြန်မြနှစ်ဂိုးလုံးပေးရတယ်ဆိုတဲ့ချက်ပဲနီးပြအာနီဆလော့လင်းနဲ့ဒီအပေါ်မှာဟိုအဖြေရှာသင့်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဟိုအာနီဆလော့ကဟိုသူခံစစ်နဲ့ကွင်းလေဆိုရင်သူကွင်းလေပိုင်းကိုအပြောင်းလဲလုပ်ပေမဲ့ဒီခံစစ်ဆိုရင်ဘယ်တော့မှသူအပြောင်းလဲမလုပ်ဘူးဗျဟိုသူ့ရဲ့ခံစစ်တန်းလေးရောက်ဆိုရင်ဒီ မီလော့ကာဂက်စ်ရယ်ပြီးရင်ဘာဂျယ်ဗန်ဒိုက်ရယ်ပြီးရင်ခနာဒေးရယ်နောက်တစ်ယောက်ကဒီကော်နာဘရက်လေးရယ်ဒီကစားသမားလေးယောက်ပဲတော်တော်များများပွဲများစုမှာဒီကစားသမားလေးယောက်ပဲသူပွဲထုတ်တယ်ကျွန်တော်ပြောင်းလဲကျွန်တော်အမြင်ရဆိုရင်ကျွန်တော်ပြောင်းလဲလုပ်စီခြင်းတယ်ဗျာဥမာဟိုဂျိုဂိုမတ်နဲ့ခနာဒေးကိုပြောင်းလဲလုပ်တာတို့ဒီဘရက်ဒလီနဲ့ဂိုမတ်ကိုပြောင်းလဲလုပ်တာတို့ဒီရောဘဆန်နဲ့ကာကက်စ်ကိုအပြောင်းလဲလုပ်ပြီးသုံးတာတို့အဲ့လိုမျိုးလေးကျွန်တော် လုပ်စီခြင်းတယ်ဟိုဒီပြရောဘဆန်ကိုဘာလို့မကြိုက်လဲဆိုတော့ကျွန်တော်နားမလည်ဘူးဗျာ ဥမာတိုင်းပြောရရောဘတ်ဆန်ဟိုခြေသွမ်းကျလာတာမှန်တယ်ဗျာသူ့အနေနဲ့ပြီးခဲ့တဲ့တနေ့တနေ့အတွင်းမှာအသက်ရွယ်ပိုင်းလည်းရလာတော့ကြဒီတပန်းစစ်ပိုင်းမှာဝိဖြစ်လာတယ်ဒါကြောင့်မို့သူမတုံးဘူးဆိုတာကျွန်တော်နားလဲဒါပေမဲ့ဟိုကာကက်စ်ကိုတုံးတဲ့အချိန်မှာခန်းစစ်တီးပေးရခန်းစစ်မှာဂိုးတွေပေးရတာချင်းအတူတူရောဘတ်ဆန်ကိုကျွန်တော်ပြန်ပြန်ပြောင်းတုံးကြည့်လိုက်မယ်။ Okay ။အဲ့တော့ Gagas ကိုတုံးတာလဲတိုက်စစ်ပိုင်းမှာလဲအလောက်ကြီးဒီမထီရဘူး။ခန်းစစ်ပိုင်းမှာပို့ပြီးတော့ဟို အဖက်တက်လည်းမဖြစ်ဘူးဆိုရင်ငါတို့ Robertson ကိုပြန်ပြီးတော့တုံးကြည့်လိုက်မယ်၃ဝက်၄ဝက်လောက်အဲ့လိုမျိုးလေးကျွန်တော်ဖြစ်သေးကျင်တာဒါပေမဲ့ဟိုဒီပြားတပွဲလာလဲဒီခန်းစင်တန်းဒီလေးရောက်ဘယ်တော့ခါမှမပြောင်းဘူးလေပေါ့ကြီးရဲ့ပွဲတော်တော်များကိုကြည့်ကြည့်လိုက်ချန်ပီယံလိမှာလည်းမပြောင်းဘူးပရီးမီးယားလိမှာလည်းမပြောင်းဘူးဒီဒီဒီဂျာထဲမှာကပ်ပွဲကပ်ပွဲစဉ်မှာဆိုလည်းမပြောင်းဘူးဆိုတော့ဟိုခန်းစင်ပိုင်းဒီလိုမျိုးဆိုးွားတဲ့အခြေအနေမျိုးမှာ အာနီဆလော့အနေနဲ့အဖြေရှာသင့်တယ်လို့တော့မြင်တယ်ဟိုချန်နယ်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့အများကြီး ပြောရတာမရှိဘူးလေပါဘူးပြန်လာနိုင်သားဆိုတဲ့မေးခွန်းပေါ်ကျွန်တော်ကတော့အမှန်တိုင်းပြောရရင်လေပါဘူးမှာတကယ်ကိုအည်သွေးရှိတဲ့ကစားသမားတွေအများကြီးပဲနော်တိုက်စစ်ပိုင်းမှာ Alexander Isak ဆိုတာကသူ့အနေနဲ့ယုံကြည်မှုမရှိသေးလို့ဒါဒီဒီလိုမျိုးခြေနေမှာသူ့နဲ့ခြေသမ်းပိုင်းကြာစင်းနေဆိုပေမဲ့သူ့မှာယုံကြည်မှုလေးတစ်ခုရှိလာလိုက်ဒီဂိုးတွေစတိုက်သွင်းနိုင်မဲ့ကစားသမားမျိုးပြီးရင်ကွင်းလယ်ပိုင်းမှာဆိုတော့ Liverpool မှာတကယ်ကို quality player တွေအများကြီးပဲ Liverpool ယုံကြည်မှုရှိဖို့ပဲလိုတယ်ကျွန်တော်ကတော့လေဘာဦးသင်းဟိုပြန်လာနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်နောက်ပြီးလက်ရှိ modern ဘောလုံးလောကမှာဆိုရင်ဒီနီးပြကောင်းတွေရှားပါလာတယ်ဒါပါလဲဆိုတော့အတင်းလက်တွေကိုတိုင်းဟိုကငွေကြီးတွေတုံးဆွဲပြီးကလာမကောင်းတွေခေါ်လာတယ်ဒါကြောင့်မို့အတင်းလက်နဲ့အတင်းကြီးကြားမှာဆိုရင်တချို့ပွဲတွေမှာဆိုခြေစမ်းမရတိတ်တောင်မကွာဘူးအများကြီးကြည့်တယ်မလို့ဒီ Crystal Palace နဲ့ဒီ Arsenal ပွဲကိုကြည့်လား Arsenal အိမ်ခွင့်မှာကစားခဲ့တဲ့တိုင်အောင် Crystal Palace နဲ့တကယ်တမ်းအခြေစမ်းတိတ်မကွာဘူးเนาะ50 50ပဲဟို ဒါပါလဲဆိုတော့အသင်းလက်နဲ့အသင်းကြီးကြားမှာတော့မှအခြေစွမ်းပိုင်းနေရာမကွာဘူးပရီးမီးယားလိမှာအသင်းလက်တွေကိုယ်တိုင်ဟိုကဒီငွေကြီးတွေတုံးဆွဲလာပြီးတော့အသင်းကြီးနဲ့ရှင်ဖိုက်နိုင်တဲ့အဆင့်ကိုရောက်နေပြီဒါကြောင့်မို့လက်ရှိ modern ball log မှာနီးပြကောင်းနေရှားပါလာတယ်ဒီပါဘူးပါရှင်နေနဲ့လဲကျွန်တော်အမြင်ပြောရရင်အာနီစလော့ကိုချက်ချင်းတော့ထုတ်မှာမဟုတ်ဘူးပြဒီပရိသတ်တွေဟိုထင်တယ်လို့မျိုးဟိုငါတို့အာနီစလော့ကိုထုတ်ပြီးတော့ဟိုဂျာကင်ကလော့ပြန်လာတာငါတို့စောင့်မယ်ဆိုတော့မှန်တိုင်းပြောရင်ဂျာကင်ကလော့လည်း လေဘာဦးမှာပြန်လာမယ်လို့ကျွန်တော်ကတော့မမြင်ဘူးဘာလို့လဲဟိုသူ့အနေနဲ့ဒီအလုပ်ကိုမလုပ်ချင်တော့လို့မှဒီ AACC သူ့အနေနဲ့ဒီ farewell သဘောပါတီသဘောမျိုးလုပ်ပြီးတော့သူ့အနေနဲ့လေဘာဦးကနေကောင်းသောလမ်းခွဲချင်းနဲ့လမ်းခွဲခဲ့တယ်တကယ်လို့ तू ပြန်လာခဲ့တယ်ဆိုရင်တကယ်လို့နော် तू ပြန်လာခဲ့တယ်ဒါပေမဲ့အတင်းရရလက်တိကအရင်တော့ကလို့ပြန်ပြီးမကောင်းပါဘဲနဲ့ပြန်ပြီးဒီပြန် तू ရောက်လာမှထပ်ပြီးတော့ပို့ဆိုးနေတယ်ဆိုရင် तू ပါထပ်ပြီးတော့ ောင်းသောလမ်းခွဲခြင်းမဟုတ်ဘဲနဲ့တကယ်ကိုစိုးရွားတဲ့လမ်းခွဲခြင်းတွေထပ်ပြီးတော့ဖြစ်မယ်ဒါကြောင့်သူ့အနေနဲ့လည်းဒါကိုလည်းတစ်ခါတစ်ချက်ပြန်ပြီးစဉ်းစားရမယ်သူ့အနေနဲ့ဟိုပြန်မလာဘူးလို့လည်းကျွန်တော်အနေနဲ့မြင်တယ်အာနီစတော့ကိုလီဗာပူးထပ်ပြီးတော့အချိန်ပေးလိုက်မယ်ဗျဟိုလီဗာပူးပြိုင်တက်တွေထင်လို့မျိုးချင်းလငယ်ကြီးဟိုနီးပြတယောက်ကောက်ထိုးလောက်အောင်ထီတော့ပိုင်ရှင်တွေအဲ့လောက်ကြီးတော့ကျွန်တော်အနေနဲ့ဟိုမလုပ်ဘူးလို့တော့မြင်တယ်နောက်ပြီးဒီခုနကကျွန်တော်ပြောလို့ပေါ့လီဗာပူးပြိုင်တက်တွေနဲ့ဟို အားလိစလို့ပေါ်မှာအဲ့လောက်ကြီးဒီဝေဖန်ပြောဆိုနေရတာတွေကအရင်များတယ်ဗျာခုနကကျွန်တော်ပြောလို့ပဲဒီအကြီးချင်းမရှိဘူးလို့တရားကြီးသုံးနီးပြရတို့ဟိုဘာလို့လဲဆိုရင်ဟိုကျွန်တော်ဂျာပရိသက်တရားအနေနဲ့ကျွန်တော်ပြောပြရမယ်နော်အတင်းတတင်းဟိုကျွန်တော်ကျွန်တော်အာဆင်နယ်ပရိသက်ပဲဗျာကိုတင်းဟိုနှစ်တိုင်းဖလားရသေးခြင်းတယ်ထရီပယ်ဖြစ်ဖြစ်ချန်ပီယံလီဖလားပဲဖြစ်ဖြစ်ဘယ်ဖလားပဲအနေနဲ့ကျွန်တော်ဘူဆွဲခြင်းတယ်ဒါပေမဲ့မနစ်ကမှလောလောလတ်လတ်အောင်မြင်မှုရယူပေးထားတဲ့နီးပြတရားပေါ်မှာအရန်နေဝေဖန်ပြောဆိုနေရတာတွေကတော့ respect မရှိတာကြာလုံးတယ်လို့မြင်တယ်။ Liverpool ပြည်သက်တင်နဲ့ရောဘယ်လိုမြင်ကြရလဲအာနီဆလော့ပေါ်မှာ Liverpool အနေနဲ့ရောပြန်လာနိုင်မလားမှတ်ချက်ရေးပြီးသွားလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။